ကတည်းကကြက်လို့ရှိသူယဟန်တော်ဒီတောင်းမှာပဲလူဒီအကုသို့ပေးတာရှိတယ်။အာဘုန်းကြီးတွေဝေဖန်လို့ဘာဖြစ်လို့ဒီအပြစ်မရှိဘူးဝေဖန်ရတယ်။ဟာ ကြီးစမ်းပါအောင်ပြောရဲတယ်နော်ဒီနှုတ်ကသူတော်ဘာတွေကိုကိုယ်နဲ့နီးစပ်တဲ့ပုံကိုယ်တွေဘာလို့ငရဲပြေပို့နေရတယ်တခါတော့ကဘုန်းကြီးတို့အင်တာနက်မှာတူတူရဟန်းတစ်ပါးကရှင်ဘုရားရဟန်းတန်ဃာတော်တွေကိုပြောလို့ရှိရင်ပြပြောလို့ရှိရင်အပေကြသလားဘုရားရောက်ကမေးတယ်ရဟန်းတစ်ပါးကမကြဘူးဝေခံလို့ရတယ်ဘာမှဖြစ်ဘူးပြောရဲတယ်သူရှင် ဘုနာဝုဒိဝေယဝုဒိကိုလည်းသူနားမလဲဘူးလားမသိဘူးဒါကြောင့်မလို့စာသာတက်ပြီးတော့တရားမတက်ဘူးအဲချစ်ချစ်သူတော်ကောင်းတွေကဘာပြောလဲအင်းကိုမမတက်စာမတက်ဂဟတက်တက်တဏဂဟကိုက်တက်ကိုမမတက်စာမတက်ဂဟကတက်ကိုမမတက်စာမတက်ဂဟကိန့်ပြတ်တယ် စာကိုလည်းတကိုမှလည်းတဂါတိပြတ်ဂါဆိုတာတဏလောဘတဏလောဘဆိုလောဘဆိုတာကိုတာဘုံကြီးခြင်းနဲ့ကိုနာမည်ကြီးခြင်းလို့ကိုစကားလာမှန်တယ်ကိုစကားကိုတာပြောနေကိုစကားတာကိုပြောတာကမှန်တယ်ကိုလုံးထတာမှန်တယ်သူများလုံးထတဲ့အမှားပဲမြင်နေအဲ့ဒါကတဏလုံးမုန်းနေလို့အဝိဇ္ဇာတဏလုံးမုန်းနေလို့ ဘုန်းကြီးတို့ကံဆိုတာကလေဒီစေရနာစိတ်မှာဖြတ်ခနဲ့စိတ်ထဲမှာနှလုံးမသာဖြစ်ဖြစ်ပြောလိုက်အဲ့ဒီကိုတော့ဘာဖြစ်ပြောလိုက်ဘာဖြစ်တယ်ဘာမှဖြစ်ဘူးအဲ့ဒီရှင်မှာအကုသို့စေရနာတွေကပ်နေတယ်သူစိတ်မှာနှလုံးမသာစိတ်ဖြစ်ဒေါမနတာစေရနာဖြစ်အကုသို့ဒေါမနတာစေရနာအဲ့ဒီဒေါမနတာဆိုတဲ့မကြည်မတဲ့နှလုံးမသာစိတ်အဲ့ဒီအကုသို့စေတသိက်ကြီးအကုသို့စိတ်ကြီးကဖပပပကာသတိကတင်းချလိုက် ပဝန်းမြင်ကိုလည်းပဲကံတတ္တိအကုထုကံတတ္တိကျင်းစီအောင်တိုက်တွန်းလိုက်တယ်။ဘာဖြစ်သလဲ။အပေါင်းမသွားပြီအဲ့ဒီပုဂ္ဂိုလ်ကြီး။အပေါင်းမအပေကျ။အပေါင်းမအပေကျ။အပေါင်းမမဖို့လို့လေ။အပေါင်းမမဖို့ဒီတဲ့။ဒါကြောင့်တရားတွေကိုခန္ဓာကိုညာလေးနဲ့ဒီဇိုင်းမမကက်ကက်ကြည့်တဲ့ပုဂ္ဂိုလ်ကသူတို့ဘာပြုတ်ကိုမမြင်တော့ဘူး။ဘုန်းကြီးတို့ဆိုလေချင်းအကျိုး တခါတည်းသူတို့ဘာတွေပြောတာသူတို့စိတ်မကောင်းပြသူတို့တည်းတဏှာလွန်လို့တဏှာလွန်အာဟုတုဖြစ်ကုန်မှာပေါ့လားအာဟုတုဒီကံထက်ကုန်မလားပဝန်းကြီးလားအာဟုတုကံထက်တယ်သူတို့အကြောင်းကြီးခံပြီးတော့ဟိုဆရာတော်ကြီးကိုပြတ်မှဒီဆရာတော်ကြီးတို့ပြတ်မှဘာမို့တဲ့စကလုံးတွေအမျိုးမျိုးအမျိုးမျိုးဝါဒတွေချက်တခါတည်းဆရာတော်တစ်ပါးပါလို့လဲဆိုတော့ဘုရင်တို့ ပရိသသမုပ္ပတ်ဇဝိုင်းနဲ့ပတ်သက်ပဲရှင်းတာထိုးပြီးအဲ့ဒါတွေကသမုဒိယဒုက္ခဖြစ်ပုံတွေကိုပြောပြအဲ့ဒီဘုန်းကြီးပါပြောလဲဆိုတော့ဒါဒုပြည်နယ်ကဒုဒုဒုနိုင်ငံမရှိတဲ့တရားမှမဟုတ်ဘူးဒါပြည်မလာတဲ့တရားပဲဒုပြည်တွေမှာဒါမရှိဘူးဒီတရားမဟုတ်ဘူးဒီတရားမှာဘယ်လိုဆရာတော်ဟောတဲ့တရားမှတရားဒါပြည်မလာတဲ့တရားတွေအဲ့ဒီပြည်မလာတဲ့ပြည်အပင်ကလာတဲ့တရားတွေကို ဒါလည်းဘာလို့ခေါ်ရလဲဟာကြောက်မှုကောင်းလေဒါထိုဒီပိဋကသုံးပုံကတော့ဘယ်ကလာလာလဲဒါဟုတ်သူမစင်းစားဘူးတီယိုနိုင်ငံကမှတဆင့်သူ့မြန်မာနိုင်ငံရောက်လာနော်တရားကတဆင့်ပြီးတဆင့်အဲ့ဒါလို့တည်ယူလာကတဲ့ပိဋကသုံးပုံ